။တရကအကြံဖက်လမ်းစဉ်ခြေထုတ်နေတဲ့အကြံဖက်တောင်းကြသူတွေဟာသာဝရချင်းချင်းရရှိပြီးပြည်တော်စုနဲ့တူပါတီစိုးဒီမိုကရေစီလမ်းကြောင်းပေါ်မှာပါဝင်လျှောက်နှမ်းရေးထက်မြန်မြေလက်နေတနေဓာတစဉ်စီပင်ဝါရကိုသာခြေထုတ်လို့ချင်တာကြောင့်ဒိုင်းသားစီတို့ညွညွရေးကိုထိခတ်တယ်နဲ့အခြေအနေတွေချုပ်ကလာခဲ့ရတယ်မြန်မာဒေသနဲ့အာဏာရရှိဖို့ကြိုးစားကြတဲ့အကြမ်းဖက်တောင်ကျသူတွေရဲ့တိုက်ပွဲပေါ်ဆောင်ဓာတ်မှုတွေဟာ အဖြစ်မဲ့တူတူတွေရဲ့အသက်အိုးအိမ်စီးစီးဥစ္စာတွေနဲ့မြို့ရတဲ့တက်စီဆုံးရှုံးခဲ့ရတဲ့အတွက်တူတူအလုံးကအလုံးယွန်းရှာဆက်ဆုပ်မုန်းတီးနေကြပြီဖြစ်တယ်။ဒါကြောင့်အဖြစ်မဲ့ပြည်သူတွေပေါ်မှာအချမ်းဖက်တိုက်ခိုက်နေမှုတွေကိုလက်မခံနိုင်သလိုဒုတာကွယ်ရေသွောပောက်ကိုထိပါလာတဲ့လက်နက်ကန်အချမ်းဖက်လမ်းစဉ်တွေကိုလည်းလောဘလက်တဲ့ခံတက်လို့မရတဲ့အတွက်တမ်မတော်တွေနဲ့ပြည်သူလူထုတရားလုံးရဲ့ပူးပေါင်းပါဝင်မှုနဲ့တူဒီအသုစီကိုဆက်လက်ဆင်နေတော့မှာဖြစ်တယ်။လက်နက်ကန်လမ်းစဉ်နဲ့အချမ်းဖက်လမ်းစဉ်တွေကြောင့် နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့ရတဲ့ဆုံးရှုံးတင်တာမှုတွေကိုထောက်ရှုပြီးခါဗရာရင်းကြရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုပြည်သူတွေတက်သူလက်နက်ပေါ်ဆောင်နိုင်ဖို့အတွက်နိုင်ငံတော်ကိုစက်ကြီးတိုက်ခိုက်နေတဲ့ဒိုင်းရင်းသားလက်နက်ကအဖွဲ့အစည်းတွေအကြမ်းဖက်တောင်းကြသူအဖွဲ့အစည်းတွေအကြမ်းဖက် PDF အဖွဲ့တွေအနေနဲ့လက်နက်ကအကြမ်းဖက်တိုက်ခိုက်တဲ့လမ်းစဉ်ကိုဆွတ်လွတ်ပြီးပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ယူကောက်ပဲလမ်းကြောင်းတွေကတဆင့်နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနိလနဲ့ခေရှင်းဆောင်ရနေဖို့ခိတ်ခေါ်ကံလန်းထားပြီးဖြစ်တယ် နိုင်ငံရေးကြီးကဲကိုစပွားပိုင်းပေါ်မှာတွေ့ဆုံဆွေးနွေးခြင်းနဲ့တာအဖြစ်ဆန်တယ်မှာဖြစ်တာကြောင့်ညီညာရေးဆွေးနွေးမှုတွေကိုအမြဲတမ်းကြိုးစားလမ်းဖွဲ့ထားကြောင်းထပ်မံအသိပေးပြောကြလိုတယ်စစ်ဆက်တိုက်သွားမည်ဟုတက်မတော်နေတွင်စစ်ကောင်းဆောင်ပြောတိုင်းပြည်အာဏာကိုထိပါလာသောကြောင့်စစ်ပွဲဆက်လက်ဆင်နွှဲမည်ဟုအာဏာသိမ်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကယနေ့ကြရောက်သော280ပြည့်တက်မတော်နေ့အခမ်းအနားမိန့်ခွန်းပြောရာတွင်ထည့်သွင်းပြောသည် တိုင်းဒါလက်နက်ကိုင်အဖွဲ့အစည်းတချို့တည်းလည်းနိုင်ငံတွင်းဖြစ်ပေါ်လာသည့်နိုင်ငံရေးပြဿနာကိုအခွင့်ကောင်းယူပြီးပြည်သူ့ကာကွယ်ရေးတပ် PDF များနှင့်အတူနိုင်ငံတော်လုံခြုံရေးနှင့်တည်ငြိမ်ရေးပြပြအောင်နီလန်းပေါင်းစုံဖြင့်လှုပ်ဆောင်ခဲ့ကြောင်းလက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကျင့်သုံးနေသောအကြမ်းဖက်တောင်းကျမ်းသူများသည်ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင်ပါဝင်လျှောက်လှမ်းရေးထက်နေမြေအလိုက်နေတဲ့နယ်ဓာတ်စင်မူဝါဒကိုသာကျင့်သုံးလိုခြင်းကြောင့်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုထိခိုက်လာနိုင်သည့်အခြေအနေဖြစ်ပေါ်လာခဲ့ရသည်ဟုမင်းကပြောသည် စစ်ကောင်းဆောင်ကနေမြေဒေတာအလိုက်အာနာယရှိဖို့ကြိုးစားတဲ့အကြမ်းဖက်တောင်းကျမ်းသူတွေရဲ့တိုက်ပွဲပေါ်ဆောင်လာမှုတွေဟာအပြစ်မဲ့ပြည်သူတွေရဲ့အတက်အိုးအိမ်စည်းစိမ်ဥစ္စာတွေနဲ့မျိုးရွာတွေပျက်စီးဆုံးရှုံးခဲ့ရတဲ့အတွက်ပြည်သူအလုံးကအလွန်ယုံရှာမုန်းတိနေကြပြီဖြစ်တဲ့ဒါကြောင့်အပြစ်မဲ့ပြည်သူတွေပေါ်မှာတိုက်ခိုက်နေမှုတွေကိုလက်မခံနိုင်သလိုဒုတာဝန်အရေးသုံးပါးကိုထိပါလာတဲ့လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်တွေကိုလည်းလုံးဝလက်တင်ခံလို့မရတဲ့အတွက် တက်မတော်အနေနဲ့ပြည်သူလူထုတရက်လုံးရဲ့ပူပေါင်းပါဝင်မှုနဲ့အတူတရားသောစစ်ကိုဆက်လက်ဆင်နွှဲသွားမှာဖြစ်တယ်ဟုပြောသည့်မြန်မာသမိုင်းတွင်အကြမ်းဖက်လမ်းစဉ်ကျင့်သုံး၍အကြက်ကင်တောင်းဆိုသည့်ဖြစ်စဉ်တိုင်းတွင်စစ်တပ်အနေဖြင့်အလျှော့ပေးလက်ခံခဲ့သည့်အစင်လာမရှိခဲ့ကြောင်း ထို့ကြောင့်ရဲဘော်တို့အနေဖြင့်အသက်ကိုပဒါနာမထားဘဲဆွလွဆွန်စားသောစိတ်ဓာတ်နှင့်ကြည်ပွန်စွာထမ်းဆောင်ရန်စစ်ကောင်းဆောင်ကတိုက်တွန်းခဲ့သည်ထို့ပြင်ပြည်သူစစ်မှုထမ်းဥပဒေဖြင့်စစ်သားစုဆောင်ထားသူများမှလည်းလက်ရှိအချိန်တွင်တာဝန်ကျရာနေရာများ၌စစ်မှုထမ်းနေပြီဖြစ်ကြောင်းလည်းစစ်ကောင်းဆောင်ကပြောသည် ရဲဘော်တို့ဒီနေ့ဟာမြေချက်လွတ်မြောက်ရေးလှုပ်ရှားမှုနဲ့စတဲ့သတိတရခဲ့ပြီးလွတ်လပ်ရေးကြိုးပမ်းမှုနဲ့တူ ပေါ်ပေါက်လာခဲ့တဲ့ဒုတံပရောရဲ့20ပြည့်တံပရောနေ့ဖြစ်တယ်တနည်းအားဖြင့်တံပရောဟာ သူတော်ဘာဩဇာကံဘဝကနေကိုယ်ပိုင်ဆုံးဖြတ်နိုင်စွာရှိတဲ့အမျိုးသားတံပရောဖြစ်ကူးပြောင်းခဲ့တာကိုကပီးမော်ကွန်းတင်ခဲ့တဲ့နေ့ပဲဖြစ်တယ် နိုင်ငံလူလာရေးအတွက်တပ်မတော်နဲ့တိုင်းရင်းသားပြည်သူတွေလက်တွဲပြီးဖက်စစ်ဝါဒီတွေကိုစတင်တွန်းလှန်မောင်းထိုးခဲ့တဲ့1945ခုနှစ်မတ်လ29ရက်နေ့ကိုဂုံပြုတဲ့နေရုနေမြတ်လည်းဖြစ်တယ်ဒုတမ်ဘရရဲ့တမိုင်းချောင်းဟာမြမောက်ခေတ်နိုင်ငံတော်ဖျက်ဆန်းလာခဲ့တဲ့တမိုင်းချောင်းနဲ့တသားတည်းဆက်ဆံနေတာကြောင့်တမ်ဘရ180ပြည့် ရောက်တဲ့ဒီနေ့ဟာဒုတံဘရော်အတွက်အထူးခြားလေးနေတဲ့နေ့တနေ့ဖြစ်တယ်လို့ဒီလိုတမန်ဝင်နေရုနေမြတ်မှာ ရေဘော်တို့ကိုတိတိတိတတာတွေကို လေးတာမှာကြားတော့မှာဖြစ်တယ်ရေဘော်တို့ဒုနိုင်ငံရဲ့တမန်ချောက်ကို ပြန်ကြည့်ရင်တိုင်းရင်းသားစီလုံးညွန့်ညွတ်မှုခိုင်မာအားကောင်းခဲ့တဲ့ကာလတွေမှာပရမမြန်မာနိုင်ငံတော်ဒုတိယမြန်မာနိုင်ငံတော်တတိယမြန်မာနိုင်ငံတော်ရေလို့ ထဲဝါခံရစွာယက်တည်နိုင်ခဲ့တာကိုတွေ့ရှိရတယ်။ကိုလိုရီနေချက်တွေကတရားစတာပေါ်ကျော်သွားတဲ့ဒုနဲ့ဒါပြင်1980အလွန်ကာလအဲ့ဒီချိန်ကအာဏာပါတီရဲ့အာဏာချက်တွေကြောင့်1988ခုနှစ်မှာစူပူအောင်ကြောင်းမှုတွေနဲ့မင်းမင်းဆိုင်ဆိုင်နဲ့အပြုတ်မှုတွေဖြစ်ပေါ်လာပြီးအုပ်ချုပ်ရေးရန်တရားတွေထိခိုက်ပျက်စီးလာချိန်မှာလဲတမတော်ကပဲတာဝန်ထိန်းသိမ်းဆောင်ရှောက်ပေးခဲ့ရတယ်။ 2030ပြည့်နှစ်မှာတော့ပြည်သူများလူထုတဲ့ပါတီစိုဒီမိုကရေစီလမ်းကြောင်းကိုတမ်းမတော်ကပုံဖော်ပေးခဲ့ပြီးဒီမိုကရေစီအစိုးရ20မှာပါတီစိုဒီမိုကရေစီစနစ်ရှင်းတန်းစီဖို့အတွက်နိုင်ငံတမ်းမတော်အနေနဲ့2008ခုနှစ်ဖွဲ့စည်းပုံအခြေချနဲ့အညီနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကိုဗက်ပေါင်းစုကနေပူးပေါင်းဆောင်ရွက်ပေးခဲ့တယ်။2020ပြည့်နှစ်ပါတီစိုဒီမိုကရေစီအထူးရေးကောက်ဖွဲ့ အနာရပါတီဟာအလွန်ရုပ်ဆိုးကြီးတန်တဲ့မဲပဒမာမှုတွေကိုပြုလုပ်ခဲ့ကြတယ်။အဲ့ဒီလျှောက်ဟာဒီမိုကရေစီရဲ့အနှစ်သာရဖြစ်တဲ့တရားမျှတပြီးစစ်မှန်တဲ့ရွေးကောက်ပွဲတစ်ခုမပြရဘူး။ပါတီဆိုဒီမိုကရေစီနဲ့ပြင်းရင်းဈေးတဲ့မရွတ်တဲ့နိုင်ငံရေးတွဆောင်ချက်ဖြစ်လာခဲ့တယ်။တမ်ဘရိုနီနဲ့ဖြည့်ရှင်းဆောင်ပေးဖို့တရားဥပဒေနဲ့ကြီးတောင်းဆိုခဲ့ပေမဲ့ တောင်းဆိုချက်တွေကိုလက်ယူရှုပြီးကျွတ်တော်ခေါ်နိုင်ငံတော်အာဏာကို မတရားတဲ့နီလာနဲ့အရမရယူဖို့လှုပ်ဆောင်ခဲ့ကြတယ်။ဒါကြောင့်တံပရောနေနဲ့နိုင်ငံကိုပို့နေကြီးညာပြီးနိုင်ငံတော်ဝန်တွေကိုထမ်းဆောင်ခဲ့ရတာဖြစ်တယ်။ဒုတံပရောနေနဲ့လွတ်လပ်ကြိုးပမ်းမှု ကာလကနေလက်ရှိအချိန်ထိခေတ်ဆက်ဆက်မှာဒုတံဝန်ရေသုံးပါးကို ထိပါလာမဲ့အန်ဒီယန်တွေနဲ့ကြုံတွေ့လာရတဲ့ နိုင်ငံတော်နဲ့ပြည်သူအတွက်ဆောင်းဆန်းတပါကာကွယ်ဆောင်ချုပ်ပေးခဲ့တယ်လို့အနာဂတ်နိုင်ငံအနာဂတ်ကာလမှာလည်းကာကွယ်ဆောင်ချုပ်တောင်းမှဖြစ်ကြောင်းပြောကြလို့လေရဘော်တို့ဒုနိုင်ငံမှာခစ်စနစ်ရဲ့တောင်းဆိုချက်ရပြည်သူတွေရဲ့လူဝင်စံတတ်နဲ့ညီပါတီတို့ဒီမိုကရေစီစနစ်နဲ့ဈေးကွက်စည်းဝါးရေးစနစ်တွေကို ဖော်ဆောင်ပေးနိုင်ဖို့နိုင်ငံတော်ရဲ့မရှိမဖြစ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်တော်ညဆန္ဒခံအုပ်ပဲကျင်းပပြုလုပ်ပြီး2008ခုနှစ်မေလ29ရက်နေ့မှာအတည်ပြုပြဋ္ဌာန်းနိုင်ခဲ့တယ်။ဗစီဘုတ်ခြေကံဥပဒေဟာတဦးတယောက်အဖွဲ့အစည်းတစ်ခုရဲ့သဘောဆန္ဒအရရည်စထားခြင်းမဟုတ်ပဲနေပဲကန္နအသီးသီးကကိုယ်စလေတထောင်ကျော်ပါဝင်တဲ့အစုဖွဲ့ရှစ်ဖွဲ့နဲ့မြို့သားညီလာခံတရက်ကျင်းပပြီးဖက်တန်းခဲ့ရတဲ့တမိုင်းချောင်းအပေါ်များပေါ်မှာကြေကြေပြတ်ပြတ်ဆွေးနွေးရည်စွဲခဲ့ကြတာဖြစ်တယ်။ ၂၀၁၈ခုနှစ်ဖွဲ့စည်းပုံခြေခံဥပဒေရဲ့ပုံမှန်20စာလုံးမှာတမ်ဘရော်ဒီနိုင်ငံတော်ဖွဲ့စည်းပုံခြေခံဥပဒေကိုကာကွယ်ဆောက်ရှောင်ရန်အဓိကတာဝန်ရှိပြီလို့အတိအလင်းပြဋ္ဌာန်းထားရတဲ့အညီဒုတမ်ဘရော်ဒီနဲ့၂၀၁၈ခုနှစ်ဖွဲ့စည်းပုံခြေခံဥပဒေကိုကာကွယ်ဆောက်ရှောင်ရန်ရှိတယ်။ဒါပြင်နိုင်ငံတော်ဖွဲ့စည်းပုံခြေခံဥပဒေရဲ့ပုံမှန်6စာလုံးမှာနိုင်ငံတော်၏အမျိုးသားနိုင်ငံရေးဥဆောင်မှုအခမ်းအနားတွင် တမရကပါဝင်ထမ်းဆောင်နေရေးကိုအစဉ်ဒဇိုက်ဥတီသည်ဆိုတဲ့ပြဋ္ဌာန်းချက်နဲ့ညီဒုတမရဟာမြို့သားနိုင်ငံရေးတာဝန်ကိုလည်းခြေမျိုးသာထမ်းဆောင်ရဲရှိတယ်အမျိုးသားနိုင်ငံရေးဆိုတာပြည်တော်သူ မပြိုကွဲရေးဒိုင်းရင်းသားစီလုံးကြီးတို့မပြိုကွဲရေးအချို့ချာအာဏာတည်တတ်ခံမဲဆိုတဲ့ဒုတာဝန်ရည်သွင်းပေါ်မှာအခြေပြုပြီးနိုင်ငံတော်နဲ့ပြည်သူလူထုရဲ့အကျိုးစီးပွားကိုသာအစဉ်ရှေ့ရှု ထောဆောင်ဖို့ရည်ရထားတဲ့သာဝရတည်ငြိမ်တည်မြဲသောနိုင်ငံရေးပဲဖြစ်တယ်။တနည်းအားဖြင့်အမျိုးသားနိုင်ငံရေးဆိုတာ ပါတီနိုင်ငံရေးမဟုတ်ပဲနိုင်ငံတော်တည်ငြိမ်အေးချရေးနဲ့ဖွံ့ဖြိုးတိုးတဲ့ရေးကိုဆောင်ရွက်တဲ့နိုင်ငံအရေးဖြစ်ကြောင်းပြောကြလိုတယ်။ရဲဘော်တို့တမ်းတော်ကနိုင်ငံတော်စစ်ဘုတ်အချွေကောင်စီကိုဖွဲ့စည်းပြီးနိုင်ငံတော်ဝန်ထမ်းဆောင်ခဲ့ခြင်းအစောပိုင်းကာလမှာ စုပ္ပဆန္ဒပြမှုတွေသာဖြစ်ပေါ်ခဲ့ပေမဲ့ပေမဲ့အဲ့ဒီအချိန်ကတွေ့တဲ့အချိန်ကလည်းလောင်းအချို့လည်းလောင်းအချို့ဟာနိုင်ငံရေးကြဖြစ်ပေါ်လာတဲ့ပြဿနာကိုဥပဒေနဲ့ညီဖြေရှင်းလိုခြင်းမရှိပဲလူတွေရဲ့စိတ်ခံစားချက်ကိုအတုံးချပြီးအကြမ်းဖက်မှုတွေဖြစ်ပေါ်လာအောင်စင်ကြင်တို့တရားကင်းမဲ့စွာတွေးထုတ်လှုပ်ဆော်ပုံစော်လာခဲ့ကြတယ်အဲ့ဒီကမှတစ်ဆင့် NUG CRPH နဲ့ PDF အမျိုးကအကြမ်းဖက်တွေဖွဲ့စည်းပြီး နိုင်ငံတစ်ဝန်းလုံးအကြမ်းဖက်မှုတွေချေချေပြက်ပြက်ဖြစ်ပေါ်လာအောင်လှုပ်ဆောင်ခဲ့ကြတာကိုလည်းတွေ့ရမှာဖြစ်တယ်။အဲ့ဒါတွေတည်းတူနိုင်ငံတော်အချုပ်ကဘလို့လာတဲ့ပြပြမီဒီယာမီဒီယာတွေကလည်းဖြစ်ပေါ်တဲ့နိုင်ငံရေးအကြက်တဲကိုပုံမှုချိထွားလာစေဖို့အထောက်အပံ့အမျိုးစုံရယူပြီးမဟုတ်မှမှသတင်းတွေနဲ့ဝါဒဖြန့်ချိမှုတွေလှုပ်ဆောင်လာခဲ့ကြတယ်။အစိုးရအုပ်ချုပ်မှုရန်ရည်တွေဆက်ပြီးမလည်ပနိုင်စေဖို့နဲ့ ဝဒန်းတွေကိုနိုင်ငံတော်နဲ့ပြည်သူတွေပေါ်မှာသစ္စာမဲ့ကစွန့်ခွာသွားစေဖို့လှုံ့ဆော်တာတွေလှုံ့ဆော်ခဲ့ကြသလိုတပတ်ကလည်းဘောဒါအမြင်ကြီးမတူညီသူတွေသူတို့ကိုမထောက်ခံတဲ့ပြည်သူတွေကိုဒလန်ကောင်းစဉ်တက်ပြီးရဲရဲဆက်ဆက်တက်ဖြတ်ခြင်းဖြင့်ပြည်သူတွေချမ်းမှာအကြောက်တရားဆုံးမှုကြီးဆိုးလာအောင်ရည်ရချက်ရှိရှိလှုံ့ဆော်လာခဲ့ကြတယ်။တနည်းအားဖြင့်နိုင်ငံရေးပန်းချက်ကိုလက်နက်ကန်အချမ်းဖက်လမ်းစဉ်နဲ့ရယူဖို့ပြည်ပအထောက်ပံ့တွေနဲ့ အတူကြိုးစားလာခဲ့ခြင်းပဲဖြစ်တယ်။ဒါပြင်တိုင်းသတင်းတက်ကအဖွဲ့အစည်းအချို့ဟာလည်းနိုင်ငံတွင်းဖြစ်ပေါ်လာခဲ့တဲ့နိုင်ငံ၏ပြဿနာကိုခွင့်ကောင်းယူပြီး PDF အမေရိကန်အကြမ်းဖက်သမားတွေနဲ့နိုင်ငံတော်လူကြိုရေးနဲ့ဒီအေရှန်ကြီးပြပြအောင်ညီလာမောင်းသူတွေလှုပ်ဆောင်ခဲ့ကြပြန်တယ်။အပြိမဲ့ပြည်သူတွေကိုညမနှိမ့်ဆက်တပ်ဖြတ်တာတွေသူတို့လူကြပူပေါင်းဆောင်ရွက်ခြင်းမပြုတဲ့မြို့ပါတွေကိုပြစ်ခတ်တိုက်ခိုက်တာတွေမိရှို့ဖျက်ဆီးတာတွေ နိုင်ငံမဲအဆောက်အဦလန်ဒရာရင်းနဲ့ကျက်စီတာဝါတန်ကိုမိုင်းထောင်ဖောက်ခွဲဖျက်ဆီးတာတွေစတဲ့အချမ်းဖက်လို့ရတီကို အရှင်မြစ်တင်လှုပ်ဆောင်လာခဲ့ကြတယ်အထူးသဖြင့်တရကအချမ်းဖက်လမ်းစဉ်ခြေသုံးနေတဲ့အချမ်းဖက်တောင်းချသူတွေဟာသာဝရညင်ညာရရှိပြီးပြည်တော်စုနဲ့တူ ပါတီစိုးဒီမိုကရေစီလမ်းကြောင်းပေါ်မှာပါဝင်လျှောက်လှမ်းရေးထက်နေမြေလိုက်နေတဲ့နေဒါတစဉ် စိပင်းဝါရကိုသာကျေတုလိုချင်တာကြောင့်ဒိုင်းသားစီတို့ညွညွရေးကိုထိခတ်တန်တယ်နဲ့အချင်းတွေဖြစ်ကုန်လာခဲ့ရတယ်နေပြည်တော်နဲ့အာနာရရှိဖို့ကြိုးစားကြတဲ့အကြံပေးတောင်းကြသူတွေရဲ့တိုက်ပွဲဖော်ဆောင်ဓာတ်မှုတွေဟာအပြစ်မဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစီးဥစ္စာတွေနဲ့မျိုးရည်ပြည့်စုံဆုံးရှုံးခဲ့ရတဲ့အတွက်ပြည်သူအလုံးကအလွန်ယွန်းရှာဆက်စုပ်မုန်းတီးနေကြပြီဖြစ်တယ်။ ။ဒါကြောင့်အပြည့်မဲ့ပြည်သူတွေပေါ်မှာအကြမ်းဖက်တိုက်ခိုက်နေမှုတွေကိုလက်မခံနိုင်သလိုဒုတာဝန်ရေသူပေါင်းကိုထိပါလာတဲ့လက်နက်ကန်အကြမ်းဖက်လမ်းစဉ်တွေကိုလည်းလုံးဝလက်သင်ခံတစ်လို့မရတဲ့အတွက်တမ်ဘရော်တင်နဲ့ပြည်သူလူထုတရားလုံးရဲ့ပူးပေါင်းပါဝင်မှုနဲ့တူတရားတော်စစ်ကိုဆက်လက်ဆင်နွှဲသွားမှာဖြစ်တယ်။မြန်မာတိုင်းမှာအကြမ်းဖက်လမ်းစဉ်ကျင့်သုံးပြီးအကြက်ကင်တောင်းဆိုတဲ့ဖြစ်စဉ်တိုင်းမှာ တမ္မတော်တွေနဲ့အလျှော်ပေးလက်ခံခဲ့တဲ့အစင်လာမရှိခဲ့တာကြောင့်ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစင်ကိုကာကွယ်ဖို့နဲ့ဒုတာဝန်ရည်သွေးပေါင်းကိုထိမ့်သိမ်းဆောင်ရှောက်ဖို့တဲ့ရဲဘော်တို့တွေနဲ့အသက်ကိုဗရဏမထားပဲစွလွန်ဆွဆားတဲ့စိတ်ဓာတ်နဲ့နိုင်ငံတော်ကာကွယ်တာဝန်တွေကိုခြေပူစွာထမ်းဆောင်သွားကြဖို့အလေးထားမှာကြလို့လေရဲဘော်တို့နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက်လှုံ့ဆော်ရမှာ ီသူတွေရဲ့ပူပေါင်းဆောင်ရွက်မှုတွေရှိဖို့လိုအပ်တာကြောင့်ပြည်သူတို့ချင်းစီနဲ့တက်ဆိုင်ရာလူကြိုးရေးတာဝန်ရှိသူတွေပူးပေါင်းပြီးလူကြိုးရေးအသိရှိရှိဆောင်ရွက်နိုင်ဖို့ပြည်သူလူကြိုးရေးစနစ်ကိုပေါ်ဆောင်လည်းရှိနေတယ်ဒီလိုဖောင်းဆောင်ရမှာပြည်သူလူထုအုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့လူကြိုးရေးတာဝန်ရှိသူအားလုံးကညီညီညွတ်ညွတ်စည်းစည်းလုံးလုံးနဲ့သူတို့ကပူးပေါင်းဆောင်ရွက်သွားကြမှာဖြစ်တယ် ဒါပြင်နိုင်ငံသားတိုင်းဟာနိုင်ငံတော်ဝန်ကောက်ဆောက်ချက်ပို့တာဝန်ရှိတာနဲ့အညီတတ်မှတ်ထားတဲ့အသက်အရွယ်နဲ့အကျိုးဝင်တဲ့နိုင်ငံသားတိုင်းနိုင်ငံတော်ကာကွယ်တာဝန်တွေကိုထမ်းဆောင်ခွင့်ရရှိရေးအတွက်ပြည်သူ့စစ်မှုထမ်းဥပဒေကို2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာစတဲ့အသက်သွင်းခဲ့ပြီးအကောင့်တွေပေါ်ဆောင်ရွက်လည်ရှိနေတယ်ပြည်သူ့စစ်မှုထမ်းတွေဟာအလွှာပေါင်းစုံကဝင်ရောက်တာဝန်ထမ်းဆောင်ရသူတွေဖြစ်ပေမဲ့လည်း အတူစုပေါင်းလေ့ကျင့်မှုတွေပြုလုပ်ခဲ့တာကြတော့အယောင်သွေးတူအတွေးအမြင်တူယုံကြည်ချက်ခံယူချက်တူညီတွေဖြစ်လာကြပြီးတော့နောင်တော်တပ်မတော်သားတွေနဲ့တူလက်တွဲပြီးနိုင်ငံတော်မှာတာဝန်ချရာတပ်အသီးသီးမှာကိုယ်စီတာဝန်တွေထမ်းဆောင်နေကြပြီဖြစ်တယ်။ဒါကြောင့်တာဝန်သီးတဲ့နိုင်ငံသားကောင်းတွေဟာပြည်သူ့စစ်မှုထမ်းတွေဖြစ်ခိုင်မာတဲ့အင်အားစုတရအနေနဲ့ နိုင်ငံတော်ကာကွယ်တာဝန်တွေကိုထမ်းဆောင်နေကြပြီဖြစ်ကြောင်းဂုံယူစွာပြောကြလိုတယ်။ရဲဘော်တို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနေနဲ့ရှေ့မှာစီကံပြေဝတဲ့ပါတီစိုဒီမိုကရေစီစနစ်ခိုင်မာရေးနဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်တော်သူဒီဆောက်ရေးဆိုတဲ့နိုင်ငံရေးမြို့ကြီးမားချက်နှစ်ရပ်ကို ခိုင်မာစွာအကောင့်တော်ဆောင်ရွက်လက်ရှိနေတယ်။နိုင်ငံတော်ဆိုရက ချမှတ်ထားတဲ့ ရငိုင်းရီမချက်တွေကိုအောင်မြင်စွာအကောင့်ထဲပေါ်ဆောင်ရတဲ့နေရာမှာဒုတက်မတော်အနေနဲ့ကြာရခန္ဓာကပါဝင်ဆောင်ရွက်သွားကြမှာဖြစ်တယ်ဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုခြေခံတဲ့ပြည်တော်စုတည်ဆောက်နိုင်ရေးအတွက်နိုင်ငံသူနိုင်ငံသားအားလုံးစီလုံးညွန့်ညွတ်စွာနဲ့ပြည်တော်စုစိတ်ဓာတ်ကို အရင်တည်ပြီးနိုင်ငံတော်ကိုဝမ်းဝန်းကာကွယ်စောင့်ရှောက်သွားကြဖို့လိုအပ်တယ်ပြည်တော်စုစိတ်ဓာတ်ဟာ အတိတ်သမားရဲ့တွန့်တရေးကြိုးပမ်းမှုမှာအရင်းခံဖြစ်ခဲ့တယ်လို့အန္တရာကဒီမိုကရေစီနိုင်ငံတော်အတွက်လည်းအခြေခံအုံမြင့်ဖြစ်တယ်ဒုနိုင်ငံမှာတိုင်းရင်းသားအလုံးဟာတမြေထဲနေတရေထဲတောက်သူတွေဖြစ်လို့အရေးကြုံလာရင်ပူပေါင်းဆောင်ရွက်လို့တဲ့စိတ်ဓာတ်ရဲ့စိတ်ဓာတ်နဲ့တောင်ပေါ်မြေပြတ်မခွဲကြပဲအေးဒူပူမြတသွေးတဲ့တသားတွေရှိတယ်ဆိုတဲ့စိတ်ဓာတ်ဒီရှိဖို့အရေးကြီးဆုံးနဲ့လောအောင်ဖြစ်တယ်ဆိုတာပြောကြလို့တယ် ပြည်ရင်အားသည်ပြည်တွင်းမှာသာရှိပြီဆိုတဲ့စကားတိုင်းပြည်တော်စုပါ တိုင်းရင်းသားတွေအားလို့ရဲ့ဇီလိုညွညွမှုအင်အားတွေနဲ့တူတညီလက်ညီအားလုံးဥပပါဝင်ဆောင်ရွက်မှသာမိမိတို့ရည်မှန်းထားတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်တော်စုကြီးကိုခိုင်ခိုင်မာမာတည်ဆောက်နိုင်မှာဖြစ်ကြောင်းအလေးထားပြောကြလို့တယ်ဒီလိုတည်ဆောက်နိုင်ဖို့လှုံ့ဆော်ရမှာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခချုပ်ငင်းရေးနဲ့ သာဝရညဉ့်ဉဲရရှိရေးဟာအလွန်အရေးကြီးတယ်။ဒုတံဘတော်တွင်လည်းညဉ့်ဉဲလုပ်ငန်းစဉ်တွင်လည်းပတ်သက်ရင်2008ခုနှစ်ဖွဲ့စည်းဘုအခြေခံဥပဒေရဲ့နဲ့တနင်္ဂနွေလိုပြစ်ခတ်တိုက်ခိုက်မှုရစေတဲ့သဘောတူစာချုပ် NCA ပါသဘောတူညှိတဲ့အတိုင်းဖြစ်နေတဲ့များလေဒါလှုပ်ဆောင်သွားမှာဖြစ်တယ်။ဒါပြင်တနင်္ဂနွေလမ်းစဉ်နဲ့အချက်ပဲလမ်းစဉ်တွေကြောင့်နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့ရတဲ့ဆုံးရှုံးတင်တာမှုတွေကိုထောက်ရှုပြီး ။သာဝရညဉ့်ချင်းရဲ့ဖူဖူထွက်တဲ့ရေကိုပြည်သူတွေတဲ့တူတက်တွဲဖော်ဆောင်နိုင်ဖို့အတွက်နိုင်ငံတော်ကိုစန့်ကျင်တိုက်ခိုက်နေတဲ့တိုင်းရင်းသားလက်နက်ကအဖွဲ့အစည်းတွေအကြမ်းဖက်တောင်းချောင်းသူအဖွဲ့အစည်းတွေအကြမ်းဖက် PDF အဖွဲ့တွေအနေနဲ့လက်နက်ကအကြမ်းဖက်တိုက်ခိုက်တဲ့လမ်းစဉ်ကိုဆွတ်လွှတ်ပြီးပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ယူကောက်ပဲလမ်းကြောင်းတွေကတဆင့်နိုင်ငံရေးပြည်ထနာကိုနိုင်ငံရေးနိလနဲ့ဖြည့်ရှင်းဆောင်ရနိုင်ဖို့ဖိတ်ခေါ် ကမ်းလှမ်းထားပြီးဖြစ်တယ်။နိုင်ငံရေးနည်းလမ်းကိုသဘောပေါက်ပေါ်ပါပြည်စုံဆွေးနွေးခြင်းနဲ့သာအပြည့်အစုံတိုင်းမှာဖြစ်တာကြောင့်ညီညာရေးဆွေးနွေးမှုတွေကို အမြဲတမ်းကြိုးစားလမ်းဖွင့်ထားကြောင်းထပ်မံအသိပေးပြောကြားလိုတယ်။ရပါလို့နိုင်ငံတော်စီပွားရေးအုပ်ချုပ်ရေးကောင်စီနေနဲ့နိုင်ငံတော်တာဝန်ကိုစတင်ထားဆောင်ခြင်းကစပြီးနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ ပါတီဆိုဒီမိုကရေစီစနစ်ခိုင်မာရေးအတွက်ရှစ်လုံငန်းစဉ်နဲ့ဥတည်ချက်တွေချမှတ်ဆောင်ရွက်ခဲ့တယ်။ချမှတ်ထားတဲ့ရှစ်လုံငန်းစဉ်900ရဒုလပီတရားမျှတတဲ့ပါတီဆိုဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနဲ့ရွေးကောက်ပွဲကထွက်ပေါ်လာခဲ့တဲ့အဆိုးရွားကိုနိုင်ငံတော်အာဏာလွှတ်အပ်နိုင်ရေးဥတည်ထားပြီးရွေးကောက်ပွဲကိုတတ်မှတ်ကာလအတွင်းပြန်လည်ကျင်းပပေးဖို့ဒီဇိုင်းမှတ်မှတ်ချမှတ်ထားတယ်။ နိုင်ငံတော်ဝန်ထမ်းသိမ်းပေးနေတဲ့တမရွေကိုစားနိုင်ငံတော်စစ်မောအုပ်ချုပ်ကောင်စီနေနဲ့ယခုနှစ်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်မှုတွေဆောင်ရွက်လေ့ရှိရမှာကျွန်တော်ရှိခုနှစ်ဖွဲ့စည်းပုံခြေကံဥပဒေအပါအဝင်ရွေးကောက်ပွဲဥပဒေများညဥပဒေနဲ့အညီဒေသလိုက်လုံခြုံရေးအခြေအနေပေါ်မှာမူတည်ပြီးရွေးကောက်ပွဲကိုကျင်းပပြုလုပ်သွားမှာဖြစ်လို့လိုအပ်တဲ့ပြင်ဆင်မှုတွေကိုလည်းအကောင့်တဲ့ပေါ်ဆောင်ရွက်လေ့ရှိနေတယ် တတိယဖြစ်ဆန္ဒမေးပေးပံခွင့်ရှိသူအားလုံးမေးပေးခွင့်ရရှိစေဖို့ပြည်သူလူထုရဲ့စစ်မှန်တဲ့လူသားချက်ဖြစ်တဲ့လွတ်လပ်ပြီးတရားမျှတတဲ့ပါတီစိုးဒီမိုကရေစီအထူးထူးရွေးကောက်ပွဲဖြစ်စေဖို့နဲ့ဂုံတိတ်ကရှိတဲ့ရွေးကောက်ပွဲ ဖြစ်ဖို့ဆောင်ရွက်နေတယ်ရဲဘော်တို့ဒုတံမတော်ရဲ့အဓိကတာဝန်ဖြစ်တဲ့နိုင်ငံတော်ကာကွယ်တာဝန်ကိုကြီးမားထမ်းဆောင်နိုင်ဖို့အတွက်တာတိုင်းရဲဘော်တိုင်းမှာစိတ်သက်စီကံ တစ္ဆာစီလုံးစီလုံးမှုသောဝေတုံးရဲ့ပြည့်စုံမှုဆိုတဲ့အခြေခံရည်ချင်း၅ပါးနဲ့ပြည့်စုံမှုလိုအပ်တယ်။အဲ့ဒီအခြေခံရည်ချင်းတွေနဲ့ပြည့်စုံပြီးအင်အားတောင့်တတဲ့တပ်မတော်တရားဖြစ်လာစေဖို့အတွက်ဒီကြည်နဲ့တိဆောက်အုပ်ချုပ်ရေးနဲ့တိဆောက်တသက်ချာရေးနဲ့တိဆောက်စိတ်ဓာတ်နဲ့တိဆောက်ဆိုတဲ့တတိဆိုင်လုပ်ငန်းကြီး၄ရက်နေကြီးတိဆောက်သွားကြမှာဖြစ်တယ်။တတိဆိုင်လုပ်ငန်းကြီး၄ရက်ဟာ တစ်ခုနဲ့တစ်ခုဆက်ဆက်လေရှိပြီးတတရွေလေ့ကျင့်မှုတွေဖန်ကမ်းမယ်အိုချုံထပ်မှန်မှုတွေကောင်းမွန်မယ်တသက်ချောင်းချီဆောင်ဝဲပေးမှုတွေနဲ့ပြည့်ဝနိုင်မယ်ဆိုရင်တပ်ပေါ့ဝင်တွေနဲ့မိသားစုဝင်တွေရဲ့တန်ရတဲ့ဖို့ဒီအပေါ်မှာခင်တွေ့တေတာမှုတမ်မတော်ပေါ်မှာလေးစားယုံကြည်အားကိုးမှုတမ်မတော်နဲ့နိုင်ငံတော်နဲ့ဆွလွန်အနစ်နာခံလို့မှုစတဲ့စစ်တပ်ကောင်တွေဖြစ်ပေါ်လာစေပါပဲဖြစ်တယ်အဲ့ဒီလိုစစ်တပ်ကောင်တွေနဲ့အတူ စီလုံးညွညွမှုခိုင်မာအားကောင်းတဲ့တပ်ဖွဲ့တစ်ခုကိုတည်ဆောက်ထားနိုင်မှသာနိုင်ငံတော်နဲ့တပ်မတော်ကပေးရလာတဲ့တာဝန်တွေကိုခြေပြသာထားဆောင်နိုင်မှ ဖြစ်လို့တတိဆွေလုပ်ငန်းကြီးလေးရက်ကို အလေးထားဆောင်ရွက်သွားကြဖို့တိုက်တွန်းမှာကြလို့တယ်ရဲဘော်တို့ဒုတက်မတော်သားတွေဟာအများသူကလုံဆောင်နိုင်ဖို့ခက်ခဲတဲ့နိုင်ငံတော်ကာကွယ်တဲ့လူကြီးတာဝန်တွေကိုထားဆောင်နေကြသူတွေဖြစ်တာကြောင့် စိတ်ဓာတ်ကြခံမှုရှိဖို့အထူးလိုအပ်တယ်စိတ်ဓာတ်ကြခံမှုဆိုတာအနိုင်မကအရှုံးမပေးခြင်းနဲ့စိတ်ဆံကနေဖြစ်တည်လာတာကြောင့်ရေဘော်တို့တွင်တဲ့တုံးတိုက်တဲ့ကြာကကဲစိတ်ဓာတ်ဒုက္ခကြီးကြအလံမလဲတဲ့စိတ်ဓာတ်တမ္ပရောရဲ့အစင်လာကိုအသက်ပေးဆောင်ပြုလို့တဲ့စိတ်ဓာတ်ဆတဲ့တမ္ပရောရဲ့စိတ်ဓာတ်တွေကိုရည်ကြည်မွေးမြူထားကြမှာဖြစ်တယ်ဓမ္မသာနိုင်ငံတော်နဲ့တမ္ပရောကပေးရလာတဲ့တာဝန်တွေကို အသက်ကိုဗရဏမထားပဲမစုံမနစ်တဲ့ဇွဲလုံလနဲ့ခြေပြုံအောင်ထမ်းဆောင်နိုင်မှာဖြစ်တယ်။အဲ့ဒီလိုတာဝန်ထမ်းဆောင်နိုင်ထမ်းဆောင်တဲ့အခါမှာဒုတက်မတော်ဟာစီကံကိုအခြေပြုပြီးဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဖြစ်တာကြောင့်ဒူချင်းကိုစီစီကံထိုင်တဲ့မှုဟာအရေးကြီးတယ်။ဒုတက်မတော်ဒီနေ့အချိန်ထိမရေမရရည်တည်နိုင်ခြင်းဟာစီစီကံကောင်းမှုမှုနဲ့မိန့်နယ်ကံတက်မှုတွေကြောင့်ပဲဖြစ်တယ်။ တို့တမ္မတာအားလုံးနေနဲ့စစ်တီတော်ကောင်တူဖြစ်ဖို့အခြေခံဖြစ်တဲ့ကျင့်ဝတ်60ပါးကိုခါဝပခါဝပစိုးပမာမြဲမြာစွာဆောင်တွင်ကြမှာဖြစ်လို့ဖြစ်တယ်လို့ရှင်းပြပြင်စည်းကမ်းတွေလုပ်ငန်းငွေစည်းကမ်းတွေနဲ့နေပတ်စည်းကမ်းဥပဒေတွေနိုင်ငံတကာမှာလက်ခံကျေတုံးနေတဲ့စစ်ပွဲဆိုင်ဥပဒေတွေထိတွေ့တိုက်ခတ်မှုစီမင်း Rules of Engagement ROE တွေကိုလည်းတိကျပြန်ထားကြဖို့လိုအပ်မယ်။ ။ဒါကြောင့်ရဲဘော်တို့ဒီနဲ့စိတ်သက်စီကံကောင်းမှုပြီးဥပဒေကိုလေးစားလိုက်တာတဲ့စစ်တီတော်ကောင်းတွေဖြစ်အောင်ကျင့်ကြံနေထိုင်သွားကြဖို့အလေးထားထားမှာကြလို့တယ်။ရဲဘော်တို့ရယူခြင်းခါစားခြင်းဆိုတာတက်ရှိတရဝါတိုင်းပြုမှုကြတာပဲဖြစ်ပေမဲ့ဆွလို့ခြင်းဆိုတာကတော့မြင့်မြတ်တဲ့လူသားတချို့သာပြုမှုနိုင်ကြတဲ့အမှုအကျင့်ပဲဖြစ်နေတယ် မိမိတိုင်းပြည်အတွက်မိမိပြည်သူအတွက်မိမိနိုင်ငံတော်နဲ့အချုပ်အခြာအာဏာအတွက်မိမိအသက်ခံတာကိုပေးလို့ဆွေးနွေးခြင်းဆိုတာကတော့အာဇာနည်သူရဲကောင်းစိတ်ဓာတ်ပိုင်ရှင်တွေသာပြုမှုနိုင်ကြတဲ့အမှုကျင့်ပဲဖြစ်တယ်။အဲ့ဒီအမှုကျင့်တွေနဲ့ပြည်ပနေသူတွေဟာအများတကာလုံဆောင်မှုခဲရင်တဲ့တာဝန်တွေနဲ့ရင်ဆိုင်ကြုံတွေ့လာရတဲ့အချိန်မှာဆွလုံဆွဆောင်မှုအပြည့်နဲ့ဆောင်ရွက်ကြတယ်လို့ ်နိုင်ငံတဲ့လူမျိုးတဲ့ဘယ်လိုအခက်ခဲကိုမှအမှုမထားပဲမိမိအသက်ခန္ဓာကိုဆွန့်လွတ်တဲ့အသည့်ကြံ့ခံတဲ့စိတ်ဓာတ်ပြောင်ပြောက်တဲ့သူရသက်သည့်တွေနဲ့ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်လို့ရှိကြတယ်ဒါတွေဟာစစ်တီတော်ကောင်တရားမှမှရှိရတဲ့ရည်ချင်းတွေဖြစ်ပြီးဒီလိုခိုင်မာတဲ့တရတဲ့စိတ်ဓာတ်တွေနဲ့နန္ဒောကာကွေးတာဝန်တို့ကိုစောင်းစားတယ်မှာထမ်းဆောင်ရင်းအသက်ခန္ဓာဆွန့်လွတ်ခံရတဲ့ တမ်ဘောသားတွေမြန်မာနိုင်ငံရဲတပ်ဖွဲ့ပွေတွေနဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေအားလုံးကိုပြည်သူသားကအာဇာနည်တွေဖြင့်အစဉ်အတိမပြုလေးစားဂုဏ်ယူကြောင်း ပြောကြလိုတယ်။ဒါပြင်၄၀တော်ရေးချက်တော်တစ္ဆာကိုနေ့စဉ်ရွတ်ဆိုပြီးနိုင်ငံတော်ကာကွယ်နဲ့လူကြီးတာဝန်တွေကိုထမ်းဆောင်နေကြတဲ့ရဲဘော်တို့ဟာလည်းအမိနိုင်ငံတော်ရဲ့မြန်တို့တံပိုးထားဖို့ရာအမျိုးသားကောင်း အမျိုးကောင်းသမီးတွေဖြစ်ကြောင်းဂုဏ်ပြုပြောကြလို့ရရဲ့ဘော်လို့ညီကုန်းကျိုးအနေနဲ့မှာချလို့တာကတော့ညရှိစေပြည်တံပရိုနေဥတီချက်တွေဖြစ်တဲ့ဒုတာဝဲရေသွမ်းပေါကို အစင်အမြဲဥထိပ်ပန်းစင်ပြီးတံပရိုရဲ့အဓိကလူကွန်ကြီး၃ခုဖြစ်တဲ့နိုင်ငံတော်ကာကွယ်တာဝန်ဒေဂျီတာဝန်နဲ့ပြည်သူ့ချုပ်ပြုလုံငါတာဝန်တွေကို ကြာရခန်းကာဏမှအာသွန် ခွန်ဆိုင်ပါဝင်ဆောင်ရွက်ရေးနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့်လက်နက်ကိုင်ပြည်ပခါများခြုံငိပြီးစစ်မှန်သည့်ထားဝရငင်းငင်းရရှိရာဆောင်ရွက်ရာတွင်ဗိုလ်စည်းဘုတ်ခြေကဥပဒေ2008နှင့်တနင်္ဂနွေပြစ်ကတိုက်ခိုက်မှုရစဲသဘောတူစာချုပ် NCA ဘသဘောတူညီချက်များအတိုင်းဥတီဆောင်ရွက်ရေးနိုင်ငံတော်နှင့်နိုင်ငံသားများပေါ်ကြဲဝတ်လာသောကြဲဝတ်လာနေသည့်ဘေးအန္တရာယ်များမှကာကွယ်ဆောင်ရှောက်ရေး ပြည်သူတို့၏လူမှုဘဝလုံခြုံရေးနှင့်လူမှုစည်းဝါဘဝဖုံဖုံထွက်တဲ့ရေးတို့ကိုဗပောင်းစောကကူညီဆောင်ရွက်ပေးရေးဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်တော်စုကြီးပေါ်ထွန်းလာစေရေးအရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များနဲ့ညီဆောင်ရွက်ပစ္စည်းပါကရလပီတရားမျှတသောပါတီစိုဒီမိုကရေစီအထူးရေးကောက်ပေးကျင်းပနိုင်တပ်မတော်ကလိုအပ်သည်များကူညီဆောင်ရွက်ပေးရေးစတဲ့ ဥတီချက်တွေနဲ့အညီပြည်သူလူထုကယုံကြည်အားထားရတဲ့တန်ဘောသားခေါင်းတွေဖြစ်အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစီတွေမှာ